အလုံးမလခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမှာတော့ကျွန်တော် Facebook account ကျွန်တော် Facebook account profile has some issue အဝိုင်းဖြစ်တဲ့ဥစ္စာဘယ်လိုပြင်ပြင်သွားရမလဲ corporate တခြင်း TV မှာ profile အဝိုင်းဖြစ်တဲ့ဥစ္စာကို fellow Facebook team ကို affiliate team မှာဆက်ရလုပ်သွားရမလဲဆိုပြီးဒီနေ့ဒီ video မှာအလုံး step by step တစ်ခုချင်းစီအသေးစိတ်လုပ်ပြီးမှကျွန်တော်ပြောပြရှင်းပြပေးမယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ user အင်ဆုံးကျွန်တော်တစ်ချက်ထောက်သွားကြည့်မယ်ဒါဘာကြောင့် corporate ဖြစ်လဲဆိုရင်ဒါကြတော့သူရဲ့ page ဖြစ်ပါတယ်ဒီ page မှာသူဒီ post content တင်တဲ့ခါမှာ corporate ထိသွားခဲ့ ဲ့တယ်။ဒီလိုမျိုး post content တင်တော်လို့မရပါဘူး။ကျွန်တော်တို့ပထမအဦးဆုံးဒီပုံစံလေးဖြစ်သွားခဲ့ပြီဆိုရင် page မှာတင်လို့အခု straight ထိသွားခဲ့ပြီဆိုရင် page ကိုအရင်ဆုံး request ပြသွားတင်ရတယ်။ test ကို request ဆက်ပြီးဘလို့တွားတင်ရလဲဆိုပြီးအရှိဗီဒီယိုမှာကျွန်တော်ပြောပြထားတယ်ဒီဗီဒီယိုမှာကျတော့ profile အဝိုင်းအောင်ဖြစ်တဲ့အစားကိုဘလို့လောက်ဆောင်ပေါ်ရမယ်ဆိုပြီးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်အဲ့အတွက်သူကဒီစာရေးပြီးတင်တဲ့ခါမှာဒီစာမှာဒီအသက်16နှစ်အရွယ်ကောင်းမလေးဆိုတဲ့အစားမှာသူက straight ထိသွားခဲ့တဲ့အတွက်ကြောင့်မို့ဒီစာကိုဘလို့ရေးသွားရမယ်နောက်နောက်ကျရင်ကျွန်တော် pitch မှာအကောင့်မှာ post တင်တဲ့ခါမှာ straight မလာအောင် စာသားနဲ့ပတ်သက်ပြီး violation မလာအောင်ဘလို့တင်သွားရမလဲဆိုကျွန်တော်တစ်ချက်ဒီဥစားပြပေးမယ်ခင်ဗျာနော် copy ကူးပြီးမှ ဘယ်လိုရေးပြီးသွားရမလဲဆိုပြီးကျွန်တော်သဘောတရားအနေနဲ့တခုကျွန်တော်ပြပေးမယ်အဲ့တွက်ကျွန်တော် note တခုကျွန်တော်တွားလိုက်ပါမယ်ခင်ဗျာနော်ဒီဖက် note လိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာတစ်ချက် page လုတ်ပြီးမှထည့်ပြပါမယ် page လုတ်ထည့်လိုက်ပြီးဆိုရင်ဒီ use some အသက်ဆိုတဲ့နေရာမှာကျွန်တော်ဒီဂျားလေးမှာကျွန်တော်ဒီလိုမျိုး comma လေးခံလိုက်မယ်ပြီးရင်ကျွန်တော်ဒီနားမှာ comma လေးခံလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်14 net ဆိုတဲ့နေရာနည်းနည်းခြားပြီးမှအရွယ်ကောင်းလေးအဖြစ်ဆိုတဲ့နေရာမှာကျွန်တော်ဒီလိုလေးတွားလိုက်မယ်နော် ဒါကိုကျွန်တော်နည်းနည်းဆွဲဆန့်လိုက်ပါမယ်ပို့ပြီးမှထင်တယ်မြင်တယ်ရှိအောင်အဲ ဒီလိုလေးရေးပြီးမှကျွန်တော်တင်လိုက်မယ်ဆိုရင်တော့ dilution ကလည်း100% looking ပါတယ်အကယ်လို့ကျွန်တော် agency နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အလုပ်ခေါ်စားနဲ့ပတ်သက်ပြီးသွားတဲ့ဆိုလဲအလုပ်ဆိုတဲ့နေရာမှာဒီလနဲ့ပတ်သက်တဲ့ဂျာမန်ဒီလိုမျိုး comma တစ်ခုခံတော့ခဲ့မယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာနော် okay ဒီဥစ္စာနားလည်သဘောပေါက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာဘယ်လိုကောင်းအောင်လုပ်ဆောင်သွားရမလဲဆိုပြီးမှကျွန်တော်ပြောပြရှင်းပြပေးမယ်အိမ်ဆုံးတော့ကျွန်တော်တို့ profile account ကိုစစ်ဆေးရပါတယ်တခါလေကျလို့ရှိရင်ကျွန်တော်တို့ profile မှာတင်ထားတဲ့ debt ပုံတင်ထားတဲ့ video တင်ထားတဲ့ content တွေက copy content ရှိရတဲ့အတိုင်း copyright မလာသေးဘူးဆိုရင်ကျွန်တော်တို့ request တွေပြသွားတင်လို့ရှိရင်ထပ်ပြီးမှ strike ပညာခိဖို့နိုင်တယ် Facebook AI ကနေ detect လုပ်တဲ့ချိန်မှာထပ်ပြီးမှ copyright strike ပညာခိဖို့နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ Facebook account မှာတင်ထားတဲ့ post content ကိုတေချာစစ်ဆေးရပါမယ်တင်ထားတဲ့ content တွေက copy content ပညာရှိရဆိုရင်အဲဒီ content ပညာအလုံးဖြတ်ပါ ဒီ account တော့ကျွန်တော်ကိုယ်တိုင်စစ်ဆေးပြီးမှ copy post copy content အလုံးဖြတ်ထားတယ် copy content ကိုလည်းတခြားလေး edit လုပ်ပြီးတင်ထားတဲ့အတွက်ကြောင့်မို့ဒီ user redistribute တင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်တနေ့ကကျွန်တော်ယူသွားမှစစ်ပြပါမယ်အဲ့ကကျွန်တော်ဒီမှာဆိုရင် helen sport တစ်ချက်သွားမယ်ပြီး sport inbox တစ်ချက်သွားမယ်နော် ီးလို့ရှိရင်ကျွန်တော်ဒီမှာ you are allowed ရှိရဲ့ဒီဥစ္စာတစ်ချက်ထောက်လိုက်မယ်ဒီဥစ္စာတစ်ချက်ထောက်ပြီးဆိုဒီဥစ္စာအားလုံးဖြတ်ပြီးသွားရပါမယ်ဒီဥစ္စာမှာတချို့ delete ဖြတ်လို့ရတယ်တချို့ delete Facebook team နဲ့ automatic remove လုပ်သွားခဲ့တဲ့ဥစ္စာတော့ကျွန်တော်ဘက်ကဖြတ်လို့မရဘူးအဲ့တော့ကျွန်တော် direct request တင်ပြီးတင်တော့ရတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ခုကျွန်တော်ဖွင့်ပြပေးပါဖြစ်ပါတယ်ကျွန်တော်တို့က page တွေမှာ straight ထိတော့ခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ဒီ Facebook account မှာလည်း straight လာထိတဲ့အတွက်ကျွန်တော်အရင်ကို queue site ပို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ခုဖြတ်ဖို့ဆိုကျွန်တော်ဒီ yes value တစ်ချက်ထောက်သွားမယ် ဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်ဒီဘက်အဆက်တစ်ချက်နေမှာကျွန်တော်ဒီမှာ delete post ဆိုရှိရပါတော့ဒီဥစားတစ်ချက်နေမှာ delete တစ်ချက်နေပြီးသွားမယ်ဆိုရင်ဒီဥစားပြတ်သွားခဲ့ပါမယ်ခင်ဗျာနဲ့အဲ့အတွက်ကျွန်တော်ဒီဥစားပြတ်သွားခဲ့ပြီးဒီပုံစံလေးပေါ်လာခဲ့ပြီဆိုရင်ပြန်ပြီးမှကျွန်တော်တို့ဒီအခုနောက်တော့ profile aware ဖြစ်တဲ့နေရာတစ်ချက်ပြန်သွားမယ် ဒီပုံစံလာပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာ request တွေပြုတင်တော့ပို့ဆိုရင်ဒီဥစ္စာအိမ်ဆုံးကျွန်တော် second shot ဆွဲလိုက်ပါ second shot ဆွဲလို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော် request တွေပြုတင်ဖို့ link လေးတစ်ချက်တော့ပြီးယူမယ်စာသားတွေကိုဘယ်လိုစီပြီးတော့ရမယ်ဆိုကျွန်တော်တစ်ခါတည်းပြပြပါမယ်နော် အဲ့တော့ကျွန်တော်ဒီမှာဆိုရင်တော့စာသားတွေအစင်သစ်လုတ်ပြီးထားတာဥစားရှိရယ်ကျွန်တော်ဒီမှာဆိုရင် affiliate တွေမှာ link လေးလာအားလုံးအစင်သစ်လုတ်ပြီးထားတာအဲ့အတွက်ကျွန်တော်ဒီ link ကိုကျွန်တော်တစ်ချက် copy ကူပြီးမှာ page လုတ်ပြီးတော့မယ်ဒါကြတော့ကျွန်တော် phone နဲ့အလုပ်လုပ်သွားခဲ့တယ်ဆိုရင် phone မှာဆိုရင် chrome browser ရှိတယ် chrome browser မှာ desktop site ပြောင်းပြီးမှာဒီ portion အတိုင်း copy ကူပြီး page လုတ်ပြီးထည့်ပါခင်ဗျာ tab အတစ်ဖွင့်မယ် page လုတ်လိုက်ပါမယ် ထွက်တယ်ပြီလို့ရှိရင်ကျွန်တော်ဒီဒုတိယ link ကိုတစ်ချက် copy ကူးပြီးမှကျွန်တော်ဒီမှာတစ်ချက် tab edit point မှာ paste လုပ်ပြီးမှထားလိုက်ပါမယ်ခင်ဗျာเนาะအခုလို့ထားလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ request submit တင်ဖို့ဆိုကျွန်တော်ဒီမှာစာလေးတွေစီပြီးတော့ရမယ်ဒီစာကကျွန်တော်အကြမ်းဖြစ်ရေးပြီးထားတာဥစားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ page ရဲ့ဒီ account ရဲ့ profile ကျွန်တော်တစ်ချက်သွားရပါမယ်ခင်ဗျာเนาะသွားပြီးစရင်ဒီ opposition က link တစ်ချက် copy ကူးပါခင်ဗျာเนาะ link copy ခုမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဥစား affiliate တင်ပြီးတောင်းမယ်အတွက်ကျွန်တော်တို့ဒီ profile link ဆိုတဲ့နေမှာဒီ account ရဲ့ link ကိုတစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်ဒီအောက်မှာလည်းကျွန်တော်တစ်ချက် link ကိုကျွန်တော်တစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာလည်း link ကိုကျွန်တော်တစ်ချက် paste လုပ်မယ်ဒီ၃ခုကိုကျွန်တော် link paste လုပ်လို့ပြီးတော့ချက်ပြီဆိုရင်ကျွန်တော်တို့ request တင်ပြီးတင်ဖို့ process ကိုကျွန်တော်သွားမယ်အတွက်ကြောင့်မို့ဒီစာသားကိုကျွန်တော်တစ်ချက် copy ကိုလည်းပိုင်းအပေါ်ဆုံးစာသားလေးကိုပေါ့နော် copy ကူးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဖက်ကိုတစ်ချက်နေပါမယ်ခင်ဗျာနော် ကျွန်တော်ဒီ Facebook account ဒီ Facebook channel နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးမှာ give feedback ဆိုရှိရကျွန်တော်ဒီ user ပြချက်သွားမယ်เนาะပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးဥစ္စာတစ်ချက်နေပြီးတော့မယ်အပြာရောင်လေးကိုတစ်ချက်နေပြီးတော့မယ်ကျွန်တော်ဒီနေမှာ profile ဖြစ်တဲ့အတွက်ကျွန်တော် profile ကိုထားမယ်အကယ်လို့ကျွန်တော်တို့ကအခြားဥစ္စာနဲ့ပတ်သက်ပြီးတော့မဆိုအခြားဥစ္စာရွေးပြီးတော့လိုက်ရတယ်တကယ်လို့ကျွန်တော်တို့က Facebook account aware ဖြစ်တဲ့အတွက်ကျွန်တော် Facebook account ကျွန်တော်တစ်ချက်ရွေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေမှာတစ်ချက် page လို့ထည့်မယ်အခုနဆာသားလေးပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ profile အဝိုင်းအဖြစ်တဲ့ second shot ထည့်မဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာတစ်ချက်နေမှာကျွန်တော် second shot ဆွဲထားပြီးသားရှိရတော့ကျွန်တော်အဲ့ဒီ second shot ကျွန်တော်တစ်ချက်ယူပြီးမှထည့်လိုက်ပါမယ်အခုလို့ကျွန်တော်ထည့်လို့ပြီးသားခဲ့ပြီးစင်ပထမ step in နဲ့ကျွန်တော်တို့ request view တင်လိုက်ပါမယ်ဒါကြတော့ပထမ step in နဲ့ကျွန်တော်တို့ request view တင်တာဖြစ်ပါတယ်ခင်ဗျာနော်ဒီနေရာမှာအချင်းအနှဲငယ်စောင့်ပေးရမယ် process အနှဲငယ်ကြားတယ်ဒီ setup ပြီးတော့ခဲ့ပြီဆိုရင်တော့ဒုတိယ step အနေနဲ့ကျွန်တော်ဒီ outer link ကိုတစ်ချက်ပြန် copy ကူးရမယ်ခင်ဗျာနော်အားလုံး step by step ပါမယ် provine တစ်ချက်ပြောင်းလဲမယ်အားလုံးစာပြကြည့်မယ် provine has some issue i am sure that with biolution community okay အားလုံးအစဉ်ပြေတော့ခဲ့ပြီစေနော်တော်ဒီစာလေးတစ်ချက်ပြန် copy ကူးမယ် ပြီးရင်လည်းကျွန်တော်ဒီနေရာတစ်ချက်လာပြီးမှကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတော့မယ်ဒါကြတော့ကျွန်တော်တို့ရဲ့ profile မှာ straight တခြင်းထိတယ်လို့ကျွန်တော် corporate affiliate from တစ်ချက်သွားမှရမယ်ပြီးလို့ရှိရင်အခုနောက်စာသားလေးကိုကျွန်တော်ဒီနေရာတစ်ချက်အမှတ်ချပြီးမှဒီအောက်ဆုံးမှာတစ်ချက် pitch လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့ profile link ကိုထည့်သွားမယ်အတွက်ကျွန်တော် profile link ကိုတစ်ချက်ပြန် copy ပို့လိုက်ပါမယ်ခင်ဗျာနော်အပေါ်မှာ page လုပ်မယ်။နောက်တစ်ခုကကျွန်တော်တို့လက်ရှိသုံးတဲ့ email ထည့်မယ်အတွက်ကြောင့်ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုကျွန်တော်ထည့်လိုက်ပါမယ်။ address တစ်ခုတစ်ချက်သွားမယ်။ email တစ်ခုယူလိုက်မယ်။ email ကြတော့အရေးကြီးပါတယ်ဘယ် email မဆိုရရတိုင်းမဲ့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ email ဖြစ်ပါစေခင်ဗျာနော်ပြီးကျွန်တော်တို့ page လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ profile ရဲ့နာမည်တစ်ချက်ထည့်မယ် profile ရဲ့ user link ထည့်လိုက်ရတယ် user name ထည့်လိုက်ရတယ်ဒီ profile မှာပါတဲ့နာမည်ကိုကျွန်တော် copy ကူပြီးထည့်လိုက်ရပါတယ်ခင်ဗျာနော်အလုံးထည့်လို့ပြီးတော့ချက်ပြီးဆိုလို့ရှိရင်တော့ Access မှာ profile aware ဖြစ်တဲ့ screenshot တစ်ချက်ပြန်ယူထည့်ပါမယ် โอเคကျွန်တော်ပက်ကအားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်တော့ဒီပက်ကနဲ့ကျွန်တော် send ဆိုရင်နေပြီးသွားမယ်ဒါကြတော့ဒုတိယ step နဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail လို့တော့ verify လုပ်ခိုင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်မှာ code ရှစ်လုံးချပေးမယ်အဲ့ဒီ code ရှစ်လုံးကျွန်တော်ဒီမှာ page လုပ်ပြီးထည့်မယ်အတွက်ကြောင့်မို့အဲ့အတွက်ကျွန်တော် gmail လို့တစ်ချက်ပြန်သွားလိုက်ပါမယ် gmail သွားပြီးမှ gmail လို့တစ်ချက် refresh လုပ်လိုက်မယ်ပြောင်းဒီအပေါ်ဆုံးမှာကြာလာခဲ့ပြီဆိုဒီဟိုဆက်လေးတစ်ချက်နေမှာဒီရှစ်လုံး၆လုံးတစ်ချက် copy ကူးမယ် ပြီးရင်ကျွန်တော်ဒီမှာတစ်ချက် pitch လုပ်မယ်ပြီးရင် confine ကိုကျွန်တော်တစ်ချက်နေပြီးသွားမယ်เนาะဒီပုံစံလေးပေါ်လာခဲ့ပြီးစင်ဒီကို I'm not I'm not robot to verify လို့ပြီးမှဒီ user တစ်ချက် select လုပ်ပြီးတော့လိုက်မယ်အခုလို့ verify ဖြစ်တော့ခဲ့ပြီဆိုရင်တော့ဒီဖက် BN နဲ့ submit နေပြီးတော့မယ်နော်ဒါကြတော့ phone နဲ့လည်းလုပ်တော့ရတယ်ဒီ process အသေးစိတ်လုပ်ပြီးတော့ပါအကယ်လို့တင်တဲ့ထဲမှာဆိုရင် video အစင်လန်းကြည့်ပြီးမှ step by step လုပ်ဆောင်တော့ပါကိုယ့်ရဲ့ Facebook page ကဘာကြောင့် fit တယ်ကိုယ့်ရဲ့ Facebook account ကဘာကြောင့် error တက်တယ်ဒီ process ကိုနားလည်သဘောပေါက်မှလုပ်ဆောင်သွားရပါမယ် okay ဒီမှာဆိုရင် from submit successfully ဆိုရင်ကျွန်တော်ဒီ user တစ်ချက် okay နေပြီးမှတော့လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီ version နဲ့ဖြစ်တော့ခဲ့ပြီဆိုရင်နောက်ဆုံးတင်တဲ့ ကျွန်တော် request ဆက်ပြီးတင်ပြီးတော့မယ်အတွက်ကြောင့်မို့ကျွန်တော်ဒီနေရာလေးချက်လာမယ်ဒီနေရာလာပြီးဆင်တော့ကျွန်တော်အခုနောက်တော့ကထည့်ထားတဲ့ email ကိုကျွန်တော်တစ်ချက်ပြန် copy ကူးပြီးမှထည့်သွားရပါမယ်အဲ့အတွက်ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီ user တစ်ချက် select လုပ်မှာဒီ email ကိုတစ်ချက် copy ပို့လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာတစ်ချက် paste လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်တော့ကျွန်တော်ဘယ် user နဲ့ပတ်သက်ပြီးဖြစ်တာလဲကျွန်တော် profile ကဖြစ်တာဆိုရင်တော့ profile ရွေးပြီးတော့မယ်အဲ့ကဲလို့ကျွန်တော်တို့က page ကဖြစ်တဲ့ဆိုရင်တော့ page ကိုရွေးပြီးမှသွားရပါမယ်အဲ့တော့ကျွန်တော်ဒီမှာ profile တစ်ချက်ရှာလိုက်ပါမယ်အကယ်လို့ကျွန်တော်ဒီမှာ profile ရှာလို့မတွေ့လို့ဆိုရင်တော့ကျွန်တော်ဒီဥစ္စာကိုကျွန်တော်ဒီဥစ္စာတစ်ချက်ရွေးထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ affiliate နဲ့စာသားနေရာမှာလည်းကျွန်တော်ဒီဒုတိယတစ်ခေါက်တင်တဲ့စာသားကိုပဲတစ်ချက် copy ကူးပြီးမှထည့်သွားရပါမယ်ခင်ဗျာနော် ပြီးရင်တော့ကျွန်တော်ဒီအောက်ဆုံးမှာတစ်ချက် page လုပ်မယ် page လုပ်လို့ပြီးသားခဲ့ပြီဆိုရင်တော့ကျွန်တော်အောက်ကနေ submit နေပြီးမှသွားလိုက်ပါမယ်ဒီဥစား from submit successfully ဆိုကျွန်တော် okay တစ်ချက်နေပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ဒီ setup ပြီးသားခဲ့ပြီဆိုလို့ရှိရင်တော့ဒီ profile မှာ post content အခုလိုမျိုး latch string လေးတွေပုံမှန်လေးလွှင့်ပြီးသွားမယ်အလုပ်ကိုပုံမှန်လေးလုပ်ပြီးသွားမယ်ဆိုရင်အချင်းတို့အတွင်းမှာပဲဒီ profile at risk profile hasam issue အချိန်တိုအတွင်းမှာပဲပျောက်သွားခဲ့ပါမယ်ဒီ profile ကိုလည်းကျွန်တော်ကိုယ်တိုင်တရားစစ်ဆေးပေးထားတယ်ဒီ profile owner လည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးတွားထားတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ profile မှာဆိုလို့ရှိရင် profile page တွေမှာဆိုရင်ကျွန်တော်ကိုယ်ပိုင် video fan တိဆံမလို့ပဲねသူများ video download ဆဲပြီးတင်ချင်တယ် string it does content moderation နဲ့ဝင်ဝင်ရှာချင်တယ်ဆိုရင်အရှိမကျွန်တော် video တင်ထားပြီးတယ်သူများ video download ဆဲပြီးမှဘလို့ edit လုပ်ပြီး corporate looking လုပ်ပြီးမှ page မှာတင်ပြီး profile မှာတင်ပြီး YouTube မှာတင်ပြီးမှ content monetization ကနေ YouTube ဆိုရင် YouTube monetization ကနေဘလို့ဝင်ငွေချသွားရမယ်ဆိုပြီးအသေးစိတ် detail နဲ့ပတ်သက်ပြီး AI နဲ့ set ဒီဘယ်ရ download ဆွေးမယ်ဘလို့ edit လုပ်မယ်ဘယ် software နဲ့ edit လုပ်မယ် page မှာဝင်ငွေရအောင်ဘလို့တင်မယ် profile မှာဝင်ငွေရအောင်ဘလို့တင်မယ် YouTube channel မှာ ဝင်ဝင်ရအောင်ဘယ်လိုတင်မလဲဆိုပြီးမှအားလုံးအစအစုံလုပ်ပြပေးထားပါတယ်အဲ့ဒါဆက်တစ်ချက်ပြောချင်နေပါတယ်ဒီ account owner တော့ကျွန်တော် video file ပို့ပေးတဲ့အချိန်မှာဒီ account owner picture ကြည့်ပြီးမှကျွန်တော်ပြောတဲ့အတိုင်း step by step line လာပြီးသွားတယ်ပြီးလို့ရှိရင်ဓာတ်ပုံပါညာတင်တဲ့ခါမှာလည်းသုံးပြီးသွားတဲ့ဓာတ်ပုံတွေကိုကျွန်တော်ပြန်တင်လို့မရောထားလိုက်ပါတော့ဓာတ်ပုံတပုံရိုက်လိုက်တယ်အဲ့ဒီဓာတ်ပုံကျွန်တော်တို့ account မှာတင်လိုက်တယ်အကြောင်းအမျိုးမျိုးကျွန်တော်နောက်တစ်ချိန်အဲ့ဒီ ပုံပဲပြန်တင်မယ်ဆိုရင် reuse content ဖြစ်တဲ့ edit ဓာတ်ပုံရေးပြီးတင်တော့လိုက်ရတယ်ဒါမှမဟုတ် edit ဓာတ်ပုံမပြန်မှာ reuse လုပ်ပြီးမှပြန် edit လုပ်ပြီးတင်တော့လိုက်ရတာပေါ့နော် copyright ဓာတ်ပုံတွေကို copyright looking and below edit လုပ်တော့ရဆိုပြီး second ပိုင်းမှာကြာတယ်ကျွန်တော်အရှိမပြီးတော့တင်ထားပြီးတဲ့ else တစ်ချက် project နဲ့ပါတယ်ဒီနေ့ဒီဘယ်တော့ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ account ကပြန်စင်းတော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel မှာ live group အနေနဲ့ screenshot ရိုက်ပြီးမှကျွန်တော်တင်ပေးမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်